A N G A Panda တော်တော်မီမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့ Panda ဝတ်ဝင်အကြောင်းပဲဖြစ်ပါတယ်။ Panda ဝတ်ဝင်လို့ပြောလိုက်တာနဲ့အဖြူမှာအမဲရောင်အကွက်ကလေးတွေပါတဲ့ဝတ်ဝင်လေးတွေကိုမျက်လုံးထဲမှာမြင်မိကြမှာပါ။သူတို့ကိုတရုတ်နိုင်ငံရဲ့တောင်ပေါ်တွေတောတွေထဲမှာအများဆုံးတွေ့ရပြီးတော့ကမ္ဘာပေါ်မှာချစ်စရာအကောင်းဆုံးသတ္တဝါတွေရတဲ့ကောင်လေးဖြစ်ပါရဲ့တဲ့ ပန်တာဝဝင်ရဲ့ထူးခြားချက်ကတော့အဖြူနဲ့အနက်ရောင်အမိုးတွေရှိပြီးလုံးတုံနေအောင်ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့်သူတို့အယံကိုချစ်စရာကောင်းတဲ့တံတဝါလေးတွေဖြစ်နေတာပါတဲ့ပန်တာဝဝင်တကောင်ရဲ့အလေးချိန်ဟာ100ကီလိုဂရမ်ခလေး2ယောက်စာလောက်အလေးချိန်ရှိပါတယ်တဲ့ပန်တာဝဝင်တွေကဘာတွေစားလဲဆိုတော့ဝါးမင်းတွေကိုအဓိကစားပါတယ်တဲ့တနေ့ကို12နာရီလောက်ကြာဝါးရုံစားနေတတ်ပါတယ်တဲ့သူတို့ကဝါးရဲ့အပြင်တသီးတွေတဲ့ဥတွေကိုလည်းစားကြပါသေးတယ် ပန်ဒါဝဝင်နေရဲ့နေထိုင်မှုပုံစံကတော့တကောင်နေနေတက်ပြီးတော့တပင်ပေါ်မှာအနာယူကြပါတယ်တဲ့သူတို့ဟာအေးများတဲ့ရာသီဥတုကိုကြိုက်နေတဲ့ပြီးနွေရာသီမှာဆိုလဲရေထဲမှာဆင်းပြီးဆော့ရတော့အပိုပြောကြပါတယ်တဲ့ပန်ဒါဝဝင်နေကကဘာတဘာဝအမွေနှစ်တစ်ခုဖြစ်လို့ဒီချစ်စရာကောင်းတဲ့တတော်လေးတွေကိုကာကွယ်စောင့်ရှောက်ဖို့လိုအပ်ပါတယ်တဲ့အဲဒါကြောင့်တရုတ်နိုင်ငံမှာပန်ဒါဝဝင်တွေကိုအထူးကာကွယ်စောင့်ရှောက်ထားပါတယ် လန်တာဝတ်ဝင်ရဲ့ငွေကင်းစာဆိုင်ကလေးကကျွတ်လောက်ပဲရှိပြီးအယောင်အဖြစ်ပန်းရောင်ရှိပါတယ်တဲ့ပြီးတော့သူတို့ကတနေ့ကို10နာရီကြာအိတ်တက်တဲ့ပထဝါလေးတွေဖြစ်ပါတယ်တဲ့အဲအခုချစ်စရာကောင်းတဲ့ပန်တာဝတ်ဝင်တွေအကြောင်းသိပြီးဆိုမိကုန်းနေဖြည့်ချရအောင်ပန်တာဝတ်ဝင်လေးတွေအဓိကဘာစားကြလဲတဲ့အသားနှစ်ဝါးပင်3ကိတ်မုတ် ုတ်ပါရဲ့ဝါပင်ဆိုရင်အဖြစ်မှန်ပါလေဒီချစ်စရာကောင်းတဲ့ပန်တာဘဝဝင်လေးတွေကဝါပင်ကိုအဓိကထားပြီးစားကြပါတယ်တဲ့ကဲနောက်ထပ်အကောင်းလေးတွေကြောင်းဆန္နာထောင်ရအောင်နော်